ိုဘေးကခန္ဓာကိုယ်ရဲ့ရှိတယ်လို့ပြောမှန်ပါဘူးဘိုဘေးရှိတယ်ဆိုတာလည်းသိပြီမဟုတ်လားမှန်ပါဘူးဘိုဘေးကဘယ်လိုပါလဲမတော်လို့ဘေးရဲ့မနဲ့ဖြေကြပါတေဇောလို့ဖြေရတယ်မဟုတ်ဘိုဘေးကဘယ်လိုပါလဲတေဇောလောင်လို့ဟိုကစံကြည်ပါခန္ဓာကိုယ်ရဲ့မှာနွေးသလားပူသလားဆိုတာစံကြည်အခုမရှိဘူးလားရှိပါတယ်အဲ့ဒါအိုအောင်လုံးနေတဲ့တေဇောလို့မှတ် အဲ့ဒါဒီကံကကိုရေးတဲ့မှာတည်တည်သောရှိနေပါတယ်ဆိုတဲ့ကမအိုပါစေနဲ့လို့ဆူတောင်းလို့မပြည့်ပါဘူးပြည့်ပါပြည့်ပါမလားပြည့်ပါတကယ်ကျတော့ပြည့်ပါမလားပြည့်ပါပြည့်ပါဥလာဘူးတို့မပြည့်ပါဘူးဘာပြည့်လို့မပြည့်တာပါလဲတည်သောရှိတည်သောရှိတည်သောကခန္ဓာကိုယ်လိုလုံးအပြန့်နာမရှိဘူးလားရှိနေတော့သူကအကုန်လောင်ပြီးတကယ်လာနေတော့တနေ့ချာသားရေခန်းချောက်အရေတွေတွန်းလိုက်သမိုင်းတွေဖြူ အဲ့ဒါဒီအိုအောင်လုပ်နေတဲ့တေဇောပဲဆိုသဖြင့်တရားဓမ္မတွေဒီအိုမှုကိုမအိုပါစေနဲ့လို့တောင်းတညားတော်ရပါမယ်။တေဇောမရှိရင်လည်းရပါမယ်။သဘောကျ။တေဇောမရှိရင်တော့ရပါမယ်။တေဇောရှိနေရင်တော့မရပါဘူး။မရနိုင်ဘူးဆိုတော့နိဗ္ဗာန်မှာဒီပထဝီအဘောတေဇောဆိုတာလည်းမရှိဘူး။မှန်ပါဗျာ။ ဒါကြောင့်နိဗ္ဗာန်မှာတကယ်ကျော်ရဘူးလားဘုရားတကယ်တိုက်တော့အိုဘေးရှိပါမရှိပါဘူး။ဘာမရှိလို့အိုဘေးမရှိတာ။အဲ့ဒါရှင်းကလို့မှတ်မလဲပါနဲ့။သွားကျုပ်ဆံဖြူငယ်မှုတွေပေါ်တာအိုတာပဲလို့။အိုတာကအကျိုးအိုတာကိုသာသိတယ်တကယ်ကျော်တို့ကအကြောင်းဘုရားကြောင့်ဆိုတာမသိတော့မကြောက်ဘူး။မှန်ပါဘူး။အခုတော့ဘုရားကြောင့်အိုပါလေမလဲလို့မေးရင်မနဲ့ဖြေကြဘူး။ဖြေပါကြပါဘူး။ အဲဒါကြောင့်ဖြေရဏတေဇောဆိုတဲ့တေဇောဓာတ်၄ပါးနဲ့ပါနေတယ်နော်ဒီတေဇောတွေကလည်းဆိုရင်ဒကာဓမ္မတွေအိုအောင်လောက်ပြီးဒကာလာနေတော့ဒကာဓမ္မတွေဒီကလည်းဆိုလို့ရှိရင်ဖြင့်အေဇောကအိုအောင်လောက်ပြီးဒကာလာတေဇောကဂိုင်းအခုတော့ဖြင့်ရင့်အောင်နဲ့လုံမယ်နောက်ကြတော့ကျွေအောင်လုံမယ်ဆိုပြန်တော့လေကျွေအောင်လုံမယ်ဆိုတာသေအောင်လုံမယ်လို့ပြောတာပဲမှန်ပါပါ သေအောင်လုပ်မယ်လို့ပြောတော့ဒကာရမတွေတေသောပတ်လို့ပဲမသေးရဘူးလားမသေးရပါဘူးလူတွေစမ်းကြည့်ရခါအေးသွားပြီမရတော့ဘူးဆိုတာတေသောကတပ်လိုက်တယ်မှန်ပါဘူးဒါကြောင့်ဒကာရမတွေခန္ဓာကိုယ်ထဲမှာအိုဘေးတေဘေးရှိပါရဲ့လားလို့မေးရင်ဘယ်နဲ့ဖြေကြရှိပါပါဘူးအိုဘေးကလည်းတေသောပဲမှန်ပါဘူးတေဘေးကတေသောပါရှင်းကြရှင်းပါလား အဲ့ဒီတော့ဒကာဓမ္မတွေအခုချိန်မှာတော့ဒေဇောကဘာလုပ်နေသလုံးလို့မွေးဖို့မလိုဘူးလားမလိုပါဘူးအိုအောင်လုပ်နေတယ်နောက်ချိန်ကျတော့ဘာလုပ်မှာတော့လို့မွေးရမနဲ့ဖြစ်မရဘူးခွဲလို့ကရရမရဘူးဩဒါဖြင့်ဒကာဓမ္မတွေခန္ဓာကိုယ်တန်းသိမင်းပါတယ်မှန်ပါပါရှင်းရလားရှင်းပါပါဒကာကျောခန္ဓာကိုယ်ရဲ့ဘာပါပါလိမ့်သိပါပါအားလုံးဒကာရမတွေခန္ဓာကိုယ်ရဲ့မှာသိပါပါ ဩဒါပြန်ခင်ဗျားတို့လူဘဝနတ်ဘဝမြမဘဝမြားရကြင်တဲ့ပုဂ္ဂိုလ်ဒီသေမင်းနဲ့အတူတူနေရပါလို့ဤမရောက်ဘူးလားရပါဘူးအတိပ္ပယ်ရောက်ပါတယ်ကဓမ္မတို့သေမင်းနဲ့အတူတူနေရပါလို့ဤရောက်ရဘဝသေမင်းတိုက်ရဲသေရပါလို့ဤသဘောကျအဲ့ဒါကြောင့်ဘယ်ဘဝမှဆုမတောင်းပါနဲ့ ဓာလေးပါးလေးလွတ်ရကျွတ်ရကိုသာရောက်ရပါလို့ဤလို့ပြန်လိုက်စမ်းပါလို့ပြောရရှင်းမလားကောင်းပြီဒါဖြင့်လွတ်ခြင်းရောက်ခြင်းကြလို့သင်္ကန်းလွတ်ရရောက်ခြင်းကြလို့ရှင်းရင်ဖြင့်ဒကာဓမ္မတို့သည်တဲ့ဝိပဿနာအလုပ်ကိုလုပ်ပါလို့တိုက်တွန်းရသင်္ကန်းလွတ်ရရောက်ခြင်းပါလို့ဝိပဿနာအလုပ်လုပ်ရမယ်ဆိုတာသဘောကျ အခုမလုံတဲ့ပုဂ္ဂိုလ်ဟာတဲ့ဘုရားသခင်ကိုရမကြီးရဲ့အင်္ဂုတ္တပါဠိတော်မှာဟောပါတယ်ဖြည်းဖြည်းမှလုံမလဲသုဘိကာရအချိန်ဆွဲတယ်လို့အချိန်ဆွဲပြီးနေတဲ့ပုဂ္ဂိုလ်များဟာအိုဘေးဆောင်နေတာမှန်ပါပါအခုမလုံခန်းနဲ့ချိန်ဆွဲနေတဲ့ပုဂ္ဂိုလ်များဘယ်လိုဆုံးဖြတ်ရချင်ကြ။ဘုရား။စောင့်ကောင်းကြလားမစောင့်ကောင်းဘူး။စောင့်ကောင်းပါဘုရား။ ဒါရင်ဖြည်းဖြည်းမှလုံးမယ်ဆိုတဲ့တရားဓမ္မတွေကြတော့ဘယ်ရိပ်ပဲရောက်ဩဘေးဆောင်ကောင်းပြီဒီဩဘေးကလည်းခင်ဗျားတို့သူ့ဆောင်နေတော့သူကတော့ဖြင့်ရောက်မှာပဲသူ့ချိန်ကတော့မရောက်ပြီဘူးလားအခုလည်းရောက်သေးပဲနောင်တည်းတဲ့ဩရစီရောက်အောင်မယ်ဆိုတာလည်းမသေးကြဘူးလားဒါဖြင့်နောက်အချိန်မှလောက်ပါတော့မယ်ဆိုတဲ့ပုဂ္ဂိုလ်လည်းဘာဆောင်တာလဲ နတ်ပြန်တစ်ပတ်မှလောက်ပါတော့မယ်ဆိုတာရောဒါကြောင့်တင့်နံဘက်ကသူတော်ကောင်းလို့လုတ်တော့မလုတ်ဖြစ်သေးတဲ့ပုဂ္ဂိုလ်များဟာတဲ့အနာဂတ်ဘေးစောင့်တာတပည့်ကြတင့်နံဘက်ကဥဘေးကိုရအခုမလုတ်တဲ့ပုဂ္ဂိုလ်ဘာစောင့်ပါလိမ့်အနာဂတ်မှာဘယ်နံဘက်စောင့်တာပါလိမ့်တင့်နံဘက်အနာဂတ်ဘေးစောင့် ရှင်းကြလားဘာဆောင်နေတာပါလေနောက်ကြလာတဲ့ခါကြလို့ရှင်းဖြင့်တဲ့ဒကာဓမ္မတို့အိုဘင်းရင်ကြက်လာပြီဆိုမှဖြင့်နာဘေးဟာလဲတွေ့ရတော့မှာပဲအနာကရောက်တဲ့ဘေးဟာလေဒကာကျော်တော့မတွေ့ရပဲအင်းဒါပြန်အခုမလုပ်တဲ့ပုံကုန်များလဲနှစ်နံပါတ်နာဘေးစောင့်နေကြတာကိုမှန်ပါပါ သူတော်ကောင်းတို့ကုမလုပ်တဲ့ပုဂ္ဂိုလ်ပါဆောင်နေပါလေနိနံပါဖြစ်တဲ့နာဘေးဆောင်နေတယ်ဆိုတဲ့အရေးပဲမရောက်ဘူးလားကောင်းပြီဒါပြန်တင်နံပါမလုပ်သေးတဲ့ပုဂ္ဂိုလ်ကအိုဘေးဆောင်တဲ့ပုဂ္ဂိုလ်မလုပ်သေးတဲ့ပုဂ္ဂိုလ်ရင်းဒီကားလို့ဆိုလို့ရှိရင်နာဘေးကသူဆောင်နေတာပဲဒါပြန်သူဟာနိဗ္ဗာန်မျောနေတာလားအိုဘေးနာဘေးမျောနေတာအိုဘေးနာဘေးမျောနေတာ ဒါဖြင့်မျောကောင်းတဲ့အလုပ်လားမမျောကောင်းတဲ့အလုပ်လားမမျောပါဘူးဒါဖြင့်ခမည်းတော်ဗဇက်ကသာမမျောတာမလုပ်သေးရင်ဖြင့်အိုဘေးနဲ့နာဘေးမျောတာမလုပ်တဲ့ပုဂ္ဂိုလ်မလုပ်တဲ့ပုဂ္ဂိုလ်မှန်ပါပါဘုရားဝိပဿနာအလုပ်ကိုခေပောက်ရအောင်မလုပ်တဲ့ပုဂ္ဂိုလ်ဒီတဏ္ဏဘာဘာဆောင်လဲနိဏ္ဏဘာဘာဆောင်လဲနာဘေးတရားဓမ္မတွေဆိုရပါလားမှန်ပါပါ မလုတ်သေးတဲ့ပုဂ္ဂိုလ်တွေတခါကြွရဦးလားဘူးတို့တခါတိုက်တို့တဲဆိုးပါလားဒီဥစ္စာတွေဓမ္မတွေစောင့်နေတဲ့ပုဂ္ဂိုလ်ဟာလုတ်ပြောင်လို့စောင့်တာလားမလုတ်ပြောင်လို့စောင့်တာဟာတခါကြွရရင်ဆိုးပြီလေအားလုံးဓမ္မတွေရင်ဆိုးတာပေါ်ကြအဲဩဝေကြတာဩဝေဆောင့်အခုမလုတ်သေးတဲ့ပုဂ္ဂိုလ်ဥပဒနာလုံးအခုမလုတ်သေးတဲ့ပုဂ္ဂိုလ်ဘာစောင့်ကြလဲနောက်ဘာစောင့်များ တင်လက်ခက်ပါလားတခါတည်းမှန်ပါပါတခါကျေတော့ကမရင်မိပါဘူးဖြည်းဖြည်းမှလုံမယ်တချို့ပုံစံတွေမရှိဘူးလားရှိပါတယ်အင်းသူဒီလုတ်ပြအောင်စောင့်တာလားမလုတ်ပြအောင်စောင့်တာလားမလုတ်ပြအောင်စောင့်ပြီးဒီကလာနေတဲ့ပုဂ္ဂိုလ်ဟာမလုတ်တော့ဘူးဆိုတာနဲ့ကောပိုဘဲနာဘဲနဲ့ပဲကျုပ်ချင်းရင်ဆိုင်တိုးပါတော့မယ်ဆိုတာနဲ့ကောအမလေးသူ့တော်မိုင်များရှိသေးလားရှိပါဘူး ြတ်ကြသရိထားပါကြတ်ကြသရိထားပြီးတော့နားထောင်ပါခမားတို့ဖြစ်ထွေကခမားတို့ပါဇက်ကအချိန်လေးပြောင်းလိုက်နာရီလေးပြောင်းလိုက်ရက်ကလေးပြောင်းလိုက်ဝါရုံးဝါပပြောင်းလိုက်တယ်ဒကာရမတွေကပါဇက်နှုတ်ချူသလောက်ခမားတို့တွေကတော့ဆိုရင်အိုဘေးနဲ့နာဘေးစောင့်တာသိကြတယ်သိကြပါဗျာမသိကြဘူးလားဒါနဲ့ကိုပြောရင်ပြောရင်ပဲဒီပြောဒီကားလို့ဆိုလို့ရှိရင်ဖြင့်ကျုပ်တော်ဖြင့် လုံးမဲ့လို့တော့ရေရေထားပါရဲ့ဥပင်းနာပဲသေပဲလွတ်ရာကိုကျုပ်လောက်လုံးမဲ့လို့ဖြင့်ဆရာဘုန်းကြီးကလည်းဟောလို့ဥပင်းနာပဲသေပဲကဥပဒနာလုံးလုံးလို့မဲ့ရတဲ့ပုဂ္ဂိုလ်မှလွတ်ပါတယ်ဆိုတာကျုပ်ဝန်းထဲမှာထားပါပြီကျုပ်လည်းလုံးမဲ့လို့ရေရေကျက်တော့ရှိပါရဲ့ဆိုတဲ့ပုဂ္ဂိုလ်ကလုံးပလားမလုံးသေးဘူးလားမလုံးသေးပါဘူးမလုံးသေးပါဆောင်ဥပင်းနာပဲစောင့်တယ်ဆိုတာမသေးကြဘူးလား အဲဒီပုဂ္ဂိုလ်တည်းခင်ဗျားတို့ကသာဓုခေါ်ရမှာလားမလုတော့ဘူးပြောတာလားအဲဒါကကျေတော့နားမယောင်လိုက်ပါနဲ့အင်းသူ့တန်လေးတော့ဖြင့်အပန်းတော့မဆိုးဘူးဖြစ်ရတယ်ဗျာတဲပြေကလာမချင်းမွန်းလိုက်ပါနဲ့သူစနေတာကဘာပါလိမ့် ကဲဒကာသိတို့ပေါ်ဗလားပေါ်ပါဗျာဒါရင်ငုတ်တို့ပါဠိတော်မှာကိုရမညာကြီးကိုယ်တိုင်အနာဂတ်ဘေးဆောင်တာกว่าတယ်မင်းတို့ကလုံးမယ်ပြောတာများသွားယုံမနေနဲ့ဘေးဆောင်တာလုံးမယ်လို့ပြောတာမဟုတ်ဘူးတဲ့ဟာဒကာကျော်သိနာပါလားအာရုံတရားဓမ္မတွေသဘောပါကြ။နက်ဖြင့်မှလုံးမယ်ဆိုတဲ့ပုဂ္ဂိုလ်ပါဆော့ တနည်းရမရေးတော့ဒီမှာတရားနာတယ်ဆိုပြီးကလည်းလေယောဂဆွဲလို့ပျက်စီးတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်အားလုံးကကြားလိုက်ပါလိမ့်မယ်ကြားပါအဲ့ဒါဒီကားလို့ဆိုရခြင်းဒကာရမတွေမြန်မာလောက်လိုက်လို့ရှိရင်ဖြင့်ဒါမဲရပြီးမှတည်သွားသိကောင်းတာပဲအဲ့တော့ခင်ဗျားတို့လည်းအခုမလို့သေးလို့ရှိရင်ဖြင့်အင်းညလေလာကြောင့်ဒီကားကသေပေးစောင့်တာလားလို့နာပေးစောင့်တာလားလို့မေးကောင်မမေးရဘူးမေးရပါဘူးဒါကြောင့် မကြီးကတက်တယ်သားကခန္ဓာကိုယ်ကိုလဲပြီးပြလိုက်တဲ့ဖြင့်လေတို့အချိန်ဆွဲတာဒီအိုဘေးနဲ့နာဘေးစောင့်တာပါလားပေါ်လာကြပေါ်လာပါဘူး။အဲချိန်များဆွဲကြတယ်လားဆွဲပါဘူး။၄နံပါတ်ကအိုဘေးစောင့်တာလည်းနော်။၅နံပါတ်ကနာဘေးစောင့်တာ။၃နံပါတ်ပြောပါဦးမယ်အနာကဘေးကနာဘေးတောင်ရှိလို့ဒကာရမတို့ သုံးနံပါတ်ကဒကာရမတွေမှာတဲ့ငတ်မော့ခေါင်းပါတဲ့ဘေးဆိုတာတွေလဲမကြုံဘူးလို့ဆိုနိုင်ပါမဆိုနိုင်ပါဘူးဒကာရမတို့အကုန်ရေလွှမ်းမို့သွားရင်လည်းရှိတာတွေပြောင်းမှာပဲငတ်မော့ခေါင်းပါတဲ့ဆိုတာမကြုံရပါဘူးအားလုံးမေးလောင်သွားပြန်ရင်ရောအားလုံးပဲတွေဆိုတာတွေပိုးကျသွားပြန်ရောအဲ့ဒီဘေးတွေကလည်းဒကာရမတွေတဲ့လာလတန်တွေကမရှိပေဘူးလား ဒါပြန်ဒကာဓမ္မလေအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်လဲငတ်မော့ခေါင်းပါတဲ့ဘေးဆောင်နေတာအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်ဘာဆောင်နေပါလိမ့်ငတ်မော့ခေါင်းပါတဲ့ဘေးဆောင်နေတယ်ဆိုတာသိကြပါလားရှင်းပါရှင်းပါနောက်ကြလာလို့ရှိရင်ဘေးက၅ဘေးရှိတယ်၃ဘေးပြီးသွားပြီလဲနံပါတ်ကဒကာဓမ္မလေတန်ဃာတွေများတင်ကွဲသွားမယ်ဆိုတော့လူတွေလည်းမကွဲပဲဘူး သဘောကျလားအဲ့တော့ဟိုးတဲ့ဒကာရမတွေတန်ခါသင်္ကြတဲ့ဘေးကိုလဲစောင့်နေတဲ့အိဗယ်မရောက်ပြီသဘောကျလားကောင်းပြီဘေးပဲနေရှိသွားပြီနေပြီရှိသွားပြီဆိုတဲ့ဥစ္စာသဘောကျသွားပြီကောင်းပြီဒကာရမတို့တော်ရင်ကတော်သဘုံတွေကဒကာရမတွေကိုအကုန်ရွာရောမြို့ရောမိရှုပ်ပြစ်တဲ့ဘေးဟာလဲ လာကြံလာမှာပဲတပည့်ကြတချို့နေရာတွေရောက်နေပြီမဟုတ်လားရောက်ပါပြီအဲ့ဒီဘေးတွေကိုစောင့်နေတာနဲ့မတူဘူးလားမတူပါဘူးအခုသူတော်ဘောင်းအလုံးမလုတဲ့ပုဂ္ဂိုလ်ဟာလေမှန်ပါပါဘဝဥပဒနာအလုံးမဲဆိုင်ဖွေဆိုင်မလုတဲ့ပုဂ္ဂိုလ်ဟာကောတပုံဘေးစောင့်နေတာနဲ့ကောမှန်ပါပါ ဒါပြမင်းတို့ကဓမ္မတွေဘေးပင်ဘေးရှိတော့မှန်ပါဘူးဘူဘေးနာဘေးတန်ခါတင်ခွဲတဲ့ဘေးမရှိပါဘူးလားငါမောခေါင်းမာတဲ့ဘေးသဘုံနွားမိုးတဲ့ဘေးမရှိပါဘူးမရှိပါဘူးအဲ့ဒါဒီဘေးတွေကလာလတ္တဘေးဖြစ်လေသောကြောင့် ဒကာဓမ္မတွေအခုလုတ်တဲ့ပုဂ္ဂိုလ်ကဘေးဆောင်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့အခုမလုတ်တဲ့ပုဂ္ဂိုလ်ကဘေးငါဘေးဆောင်နေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်လို့ခရကသေချာဟောလိုက်ဒါပြန်အနာဂတ်ဘေးဗန္ဒဝေးရှိပါလိမ့်မယ်ရှင်းမလားရှင်းပါရှုပ်တော်ဝရင်မြို့ဓာရီမှာမြို့တွေမှာပဲကိုမျိုးကိုရမနေရကိုကိုရင်းနဲ့မနေရဒကာကျွဲတို့ကြားလိုက်ရမှာပေါ့အဲ့ဒါတွေဒီကသဘုံဘေးဆောင်နေတဲ့အိဗယ်ကောမရောက်ဘူးလား ဒါကြောင့်ဘုန်းကြီးတို့ကဓမ္မတွေအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်ဘေးပင်ကဘေးစောင့်နေတာတော့ငါဘေးစောင့်နေတာတကယ်ကြီးလုံးဖြစ်ပါဦးလုံးဖြစ်ပါရှင်းမလားရှင်းပါမလုံးဖြစ်တော့ဝိပဿနာညာမပါဘူးမဉဏ်ကမရဘူးအဲ့တော့သေလိုက်ဒီတိုင်းဝိပဿနာညာမဉဏ်မရဘဲနဲ့သေလိုက်တော့ဒါနသီလကလည်းသီရိယရောက်မကယ်နိုင်တော့အပယ်လေးပါးရောက်လိုက်ပြီမှန်ပါပါ နောက်ပြန်တက်ဖို့လွယ်သေးရဲ့မလွယ်ပါဘူး။အော်ဒါပြန်ခေါင်းကြီးတို့ဒကာရမတွေဘေးပြန်မဆောင်ပါနဲ့ယနေ့လောက်ပါရေးဆိုတာတိုက်တွန်းရတယ်။မှန်ပါဘူး။မတိုက်တွန်းနိုင်ဘူးလား။ဘေးပင်ဘေးပါလေ။မှန်ပါဘူး။အိုဘေးနာဘေးငမ်းမောက်ခေါင်းပါတဲ့ဘေးသင်္ကာသင်္ကွယ်တဲ့ဘေးဟုတ်လား။သဘုံရင်ဒါလေးကမရှိပဲဘူး။ဒါပဲကောင်းဆိုရှိတာပဲ။ ကိုင်းတာဖြင့်အခုမလုပ်တဲ့ပုဂ္ဂိုလ်ဘေးပင်ဘေးဆောင်ဘေးပင်ပါဗျာဆောင်ကောင်းတဲ့ဘေးလားမဆောင်ကောင်းတဲ့ဘေးလားဆောင်ကောင်းတဲ့ဘေးပါဗျာဒါဖြင့်မလုပ်တော့ဆောင်နေရမရောက်ဘူးဆောင်ပါဗျာဟာတကားကျွဲဒါလူမိုက်ပေါ်ဗျာအားလုံးဆိုရကြပါလားဆိုရပါဗျာစင်စားစမ်းပါတကားဓမ္မတို့ဒီဘင်္ဂဘေးဆောင်နေတဲ့ပုဂ္ဂိုလ်ဟာအဲအဲအနေလဲဆိုးချင်လို့အသေးရောဆိုးပါဗျာ ဒါပြအနေဆိုးအသေးဆိုးကြောက်တဲ့ပုဂ္ဂိုလ်မို့အခုမလုပ်တာပေါ့အနေဆိုးအသေးဆိုးကိုမကြောက်တဲ့ပုဂ္ဂိုလ်မို့အခုမလုပ်တာပဲလို့ကိုကိုကိုတခါတည်းအလုတ်လုတ်တော့မယ်ဆိုတော့အချိန်လေးများရွှေ့မဲ့ကြာရက်ကလေးများရွှေ့မဲ့ကြာလလေးများရွှေ့မဲ့ကြာလို့ရှိရင်မင်းတည်မိုက်ပါလားမင်းအိုဘေးစောင့်နေတယ်အိုဘေးနဲ့ပြောတော့မင်းလုံနိုင်လေးရလားလို့မေး လုံးနိုင်လေရလားနာဘင်းနဲ့တွေ့တော့မင်းလုံးနိုင်လေရလားမေးစမ်းငတ်မော့ခေါင်းပါတဲ့ဘင်းနဲ့တွေ့ပြန်တော့တန်ငါသိင်းကွဲတဲ့ဘင်းနဲ့တွေ့ပြန်တော့အဲသဘုံနေထားလို့မြို့စီးသွားတဲ့ချိန်နဲ့ကျုံမြန်တော့ဒါဖြင့်ကိုယ့်ကိုယ်ကိုဆုံးမတဲ့ဘင်းငါပဲလို့ဘုရားကခေါ်တော်မူခဲ့သဘောကျလားကဲဒါဖြင့်ဒကာရမတို့မဆောင်ပါနဲ့တော့ ယခုအချိန်ကစပြီးလောက်ပါတော့ဆိုတာကိုသတိပေးရ။ဘယ်တကကျော်ပေးလိုက်မပေးလိုက်။အကယ်မလောက်တဲ့ပုဂ္ဂိုလ်ဘာဆောင်လာတဲ့။ပေးပါဘူး။ရှင်းကြလား။ပေးပါဘူး။မလောက်တဲ့ပုဂ္ဂိုလ်ပေးပါဘူး။အခုဆောင်းလို့တောင်တချို့တကယ်ဓမ္မတွေဥပေးရောက်လို့ဟောတော့ဟောတာပဲသူနားမလည်ဘူးနားကမချားဘူး။အိုဘေးတဲ့နေလို့ရဒီလိုပုဂ္ဂိုလ်ကြတော့တခါတိုက်တယ်တခါကျဲတော့ဘယ်နှလုံးမလုံး သူစောင့်နေဘေးနဲ့သူကြုံသွားပြီသူချိန်ကောင်းရွယ်ကောင်းတော့ကမလုတ်ခဲ့ဘူးဗျအမနာမနဲ့နာဘူးလားအဲ့ဒါစောင့်လို့တွေ့တာနော်ကဲဒါဖြင့်ဘုန်းကြီးတို့ဒကာရမတွေဒီဘေးငါဘေးကစောင့်ကောင်းတဲ့ဘေးလားမစောင့်ကောင်းတဲ့ဘေးလားမစောင့်ကောင်းတဲ့ဘေးစောင့်နေတဲ့အတိတ်ပဲရအောင်ဖြင့်အချိန်လည်းမရွှေ့ပါနဲ့နာရီလည်းမရွှေ့ပါနဲ့ လာရောနှဲ့ရောမရှိပဲနဲ့မြန်မြန်ဖြစ်ပြဝိပဿနာအလုပ်ကိုလုပ်ပါလို့ဖခင်ကတိုက်တွန်းပါဘောလားပါ